ဗီဒီယိုတင်နေခြင်းပဲညတော့ကအားလုံးပဲစောင့်မျှော်နေရတဲ့ဆိုင်မွန်ကထွီတခုထွီခဲ့ပါတယ်အဲ့ဒါကတော့ high day က100% save သွားပါပြီဒီလိုမျိုးနေမျိုးရောက်လာမယ်လို့ကျွန်တော်မထင်တာပါဘူးပေါ့နော်ဒါတော့တော်တော် save တာလည်းမဟုတ်ပါဘူးကျွန်တော်တို့ဒါနောက်တစ်ပတ်နှစ်ပတ်လောက်ကြာရင် high day ရဲ့ release date တွေကိုကျွန်တော်တို့တွေ့ရပါတော့မယ်ပြောချင်တာတော့ high day ရဲ့ထွက်မယ့်ရက်ကိုသိရတော့မယ်ပေါ့နော် high day ရဲ့ website နဲ့ youtube ကလည်းပြန်ပြီးတော့တက်လာပါပြီအရင်ကတော့မရှိဘူးဒါပေမဲ့အခုပြန်တက်လာပါပြီ ပြီးတော့ blog post အသစ်လေးတစ်ခုအကြောင်းလည်းပါပါတယ်အဲ့ဒါဆိုတော့ဒီနေ့ကတော့အဲ့အကြောင်းပြောပြပြောင်းမှာဖြစ်ပါတယ်အားလုံးကလည်းမင်္ဂလာပါဒီနေ့မှာတော့ hydrate ထွက်မယ်အကြောင်းကိုပြောပြပြောင်းမှာဖြစ်ပါတယ်ဗီဒီယိုလေးကိုလည်း VPN လေးနဲ့ခံပြီးတော့ကြည့်ရှုပေးကြပါအောင်ကျေးဇူးပါခင်ဗျာဒီလိုနဲ့ပဲ hydrate က chapter အသစ်တစ်ခုကိုရောက်ရှိလို့လာပါပြီအရင်ဆုံးတော့ကျွန်တော်တို့ရဲ့လုံးဝကယ်တင်ပေးရသူဖြစ်တဲ့ Simon ကိုကျေးဇူးတင်ရမှာဖြစ်ပါတယ် League of Legends နဲ့ Valorant တို့ရဲ့ကုမ္ပဏီဖြစ်တဲ့ Riot Games လောက်ကနေ Hydra ကိုဝယ်ထုတ်ပေးခဲ့တာပါအခု Hydra ကအရင်လိုပြန်ဖြစ်သွားပါပြီ indie game လုံးဝစစ်စစ်ဖြစ်သွားပြီ developer ရကလည်း30ရာနေ40အတွင်းပဲရှိပါတော့တယ်အဲဆိုတော့အရင်တိုင်း high tier ကလုံးဝအရင်တိုင်းပြဖြစ်သွားတာ gaming လောကမှာဒီလိုမျိုးဖြစ်ဖို့ကတော်တော်ခဲယဉ်ပါတယ်တော်တော်လည်းရှားပါတယ်အားလုံးရဲ့ hope တွေကိုလည်းကျွန်တော်လေးစားပါတယ် high tier is saved ကဲဒါဆိုတော့ high tier ဘယ်လိုလာမလဲကြည့်ကြအောင် high tier က early access လာတော့မှာပါထွက်မရက်ကတော့ရပိုင်းအတွင်းပဲကြီးညာတော့မှာပါဒါနဲ့အတူ high tier က pc windows မှာပဲရအောင်မှာပါ Windows မှာအရင်ထွက်ပြီးမှတခြား platform တွေမှာထွက်မှာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီကျွန်တော် viewer တွေကဖုန်းနဲ့ကြည့်နေကြတဲ့သူတွေဖုန်းနဲ့ဆော့ကျင်နေကြတဲ့သူတွေတော့ကတော့စိတ်မကောင်းပါဘူး။ဘယ်လိုဖုန်းနဲ့ဆော့မယ်ဆိုရင်တော့ခဏတော့ဆော့ကပါအောင်ပဲ။ဘယ်လောက်ကြာမလဲတော့မသိပါဘူး။ဒါပေမဲ့အချိန်တော့တော်တော်ကြာကြာဆော့အောင်မယ်လို့ထင်ပါတယ်။ကျွန်တော်တို့ကဒါအရင် engine ကိုပြန်ရတာမို့လို့ new engine လိုမျိုးဖုန်းမှာထုတ်မဲ့ plan မပါလာပါဘူး။ခိုင်ချစ်ကိုဘယ်လောက်ပေးဝယ်ဆော့အောင်လဲဆိုတာတော့ကျွန်တော်နောက်ရက်ပိုင်းမှာသိရပါမယ်။ AliSS ဖြစ်တာကြောင့် bug လေးတွေ error လေးတွေမပြီးသေးရလေးရှိမှာပါ။ AliSS ကလည်းနှစ်တွေနဲ့နဲ့ကြာနိုင်လောက်ပါတယ်။အရင်ထွက်မယ်ပြီးရင် AliSS stage မှာပဲနှစ်တွေအများကြီးကြာအောင်ပါပါ။တကယ် version ကိုရဖို့ဆိုရင် developer တွေကို player တွေက support ပြီးကူညီပေးရမှာပါ။ထွက်ထွက်ချင်းမှာတော့ exploration mode ပါမယ်၊ creative ပါမယ်၊ပြီးရင် modern ပါမှာဖြစ်ပါတယ်။ adventure mode နဲ့ mini game ကတော့လာတဲ့အချိန်တွေကြမှာထပ်ပြီးတော့ထုတ်မယ်လို့ပြောပါရတယ်။ mini game အတွက်ကတော့ဒီမှာမပါသေးပါဘူး။ပြီးတော့ Simon က high pixel studio နဲ့တကွာ high tech ကို100%ပိုင်သွားပါပြီ။ ပြောချင်တာသူတို့ရဲ့တချင်းတွေ OSD တွေကိုလည်း free သုံးလို့ရပါတယ်ပြီးရင်ငွေကြေးရတော့ high tech ကနောက်ထပ်10နှစ်စာခံအောင်မယ်လို့သူတို့ပြောပါတယ်ဘယ်ကုမ္ပဏီမှပြန်ရောက်နိုင်ပါ යි မလို့တော့ပါဘူးခုနပြောခဲ့တဲ့အတိုင်း high tech က old engine ရလာမှာပါအဲဆိုတော့အရာရာအားလုံးကလည်းအရင်တိုင်းပဲဖြစ်သွားပါပြီ modern focus ရှိတယ် adventure mode ကိုနောက်မှထည့်မယ်ဒါပေမဲ့အရင်တိုင်းဖြစ်သွားပါပြီ modern မှာကတော့ကိုယ်ပိုင် server လေးထောင်ပြီးဆော့လို့ရမယ် modern အနေနဲ့ကကိုယ်တိုင်ထွင်ကျင်တာလည်းထွင်လို့ရမှာပါဒီလိုထွင်မှုတက်ကလည်း high tech က crash force နဲ့ Glob Bench ကို collaboration လုပ်လိုက်ရပါတယ်။တကယ်ပဲ no risk no high tail ပါ။ဂျွန်23မှာကျွန်တော်တို့ cancel ခံရတယ်။ဂိမ်းက cancel ခံရပြီးတော့တိတ်မကြသေးဘူး။ November 18ရက်မှာရင်ပဲ high tail ကိုကျွန်တော်ပြင်ရခဲ့ပါတယ်။အရင် developer တွေပဲအရင် high tail ကိုပဲပေါ့။ Simon က ဂိမ်းကိုအောက်ခြေအနေပြန်ဆကျင်တာပါဂိမ်းတိုင်းလိုလိုပေါ့ဘယ်ဂိမ်းမှပြီးပြီးဆုံးပြီးတော့အစပိုင်းမှာပါလာတာမဟုတ်ပါဘူးဒီတိုင်းပဲ improve improve နေနေပဲ community နဲ့အတူဂိမ်းကပို့ပြီးတော့မြင့်မြင့်လာတာပါဒီလိုမျိုးလုပ်ဖို့လည်းကျွန်တော်တို့ရဲ့ community ရဲ့ feedback တွေ support တွေလိုပါတယ် mini game တွေကတော့မလာသေးပေမဲ့ AC ပေါ့ high pixel ဖြစ်တဲ့အတွက်ကြောင့်မို့လို့ mini game တွေကတော့တို့တို့အတွက် AC လိုပဲထင်ပါတယ် modding ကတော့အပြည့်အဝပါပါပါသူပြောရဲမှာတော့ high tech ရဲ့ရှိသမျှအစိတ်ပိုင်းအားလုံးကိုဘရိုအကြက်ရအက်ဒစ်လို့ရပါတယ်ပြီးရင် mod တွေကိုလည်း in game မှာပဲလုပ်လို့ရပါတယ်တခြားဘာ software တုံးဆောင်မှမလိုပါဘူး တငယ်ချင်းနေနဲ့ဆော့ဖို့လဲစာပါရီပါရီထောင်လို့ရမှာပါပြီးတော့တခုရှိပါတယ်မင်းညာ Hide Discord က official ဖွင့်လင်းလိုက်ပါပြီဒီ Hide Discord ရဲ့ link ကို description အောက်လေးမှာချထားပေးပါတယ်ဒီအပိုင်းမှာကျွန်တော်တို့ပုံတွေတွေ့ရမယ် gameplay video တွေတွေ့ရမယ် patch note တွေတွေ့ရမယ်ပြီးရင် blog post တွေလည်းတွေ့ရအောင်မှာဖြစ်ပါတယ်အတူတူပြန် high day ဘယ်လောက်ပေးဝယ်ရမလဲဆိုတာလည်းပါတယ်ပြီးရင် high day ထွက်မဲ့ရက်လည်းပါတာဖြစ်ပါတယ်ထပ်ပြောပါမယ် high day ကအရင်တိုင်းပြန်ဖြစ်သွားပါပြီ developer အယောက်30နဲ့40ကျားမှရှိတဲ့ indie game မှာ အရင်က Minecraft လိုပဲကျွန်တော်တွေလည်းတော်တော်ဆောက်လိုက်ရပါတယ် height ကလည်းတော်တော်ပြောင်းလဲသွားပါတယ်ဒါပေမဲ့အရင်တိုင်းပြန်ဖြစ်သွားတာလေးကိုတော့ကျွန်တော်ဝမ်းသာပါတယ်မြန်မာက Brew ရတော့တော်တော်များများမဆော့ရမှာဆိုတော့ကျွန်တော်နည်းနည်းတော့စိတ်မကောင်းပါဘူးဒီဟာက free to play လည်းမဟုတ်တော့ဘူး mobile release လည်းမဟုတ်တော့ viewer base တောင်မှကျွန်တော်ကြမယ်လို့ထင်ပါတယ်ဒါပေမဲ့ height ကိုပိုကောင်းစေဖို့ဆိုတာက community လိုအပ်ပါတယ်ကျွန်တော်ရဲ့ညှောလင်းချက်ကိုမလျှော့ပဲလို့ကျွန်တော်ဒီလိုရတာပါဒီခီးကလွယ်တာမဟုတ်ပါဘူးဒါပေမဲ့တလန်တလန်ချင်းနဲ့အတူတူကဆက်ပြီးသွားလို့ရပါတယ်ဟိုက်ချေကပြန်လာပါပြီကျေးဇူးများကြီးတင်ပါတယ် ဟိုက်တဲ့သတင်းတွေနဲ့ update တွေကိုတနေ့တိုင်းမှကြားနိုင်မို့ဆိုကျွန်တော် channel လေးကို subscribe လုပ်ထားပြီးပါ။နောက်လာမယ့်ရက်ဒီမှာလည်းကျွန်တော် video တွေများများတင်ပေးပါမယ်။ဘာလို့လဲဆိုတော့ hydrate လည်းနီးလာပြီ။ကျွန်တော်လည်းဘာမှလုပ်ဆရာမရှိဘူးဆိုတော့ hydrate view ပဲတင်နေရတော့မှာပေါ့။အဲဒါဆိုတော့ကြည့်ရှုပြီးကြတဲ့သူအားလုံးကျေးဇူးများတင်ပါတယ်။ bro တို့ကိုနောက် video မှတွေ့ကြပါမယ်။